ားလုံးမင်္ဂလာပါဘုန်းကြီးပြည်သားချင်းတဲ့နေလေကျေးဇူးတင်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအထူးသဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်းနဲ့1389လာမယ့်တကြံပေါ့နှစ်စံတရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလ2025နဲ့16ရက်လေးလ2026အတွင်းမှာခုနှစ်ရက်သားသမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘယ်သူကတော့စီးပွားရေးညံ့နေတယ်ဘယ်သူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ် စည်းဝိုင်းနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံအလိုက်ကျွန်တော်တို့ဗီဒင်ရလမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတိထားစေခြင်း ਨੇ အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းတင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းတင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတိထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့ မှန်သာသလောက်ပြန်မရဘူးဆိုတာကိုသိထားရမယ်။ထားပါတော့ဒီပစ္စည်းကိုငါတင်းတရာဘူးရင်းလိုက်တယ်။အမြတ်နဲ့ပါနဲ့ငါတို့တင်းတရာ30ပြန်ရမယ်။ကိုယ့်အကူတွတ်ထားရတဲ့ဆိုပါစို့။ဒါမှမဲ့အလောက်ရကြမှာရမယ်။ဟာအမြတ်15သိန်းလောက်ပဲရရမယ်။ကိုယ်ကတော့တရာဝိုးရင်းနဲ့ငါ30လောက်အမြတ်ထွက်မယ်ထင်တယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်းကူတွေဒါမီတွေကကိုလှုပ်ချင်တဲ့ အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လုပ်ချင်တယ်အကောင့်ထည့်ဖို့ခြင်းတယ်ဆိုတော့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ်ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတော့ဖြစ်ဖြစ်မြေပြင်မှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုတစ်ခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်းတနိုင်လေးလုပ်ချင်တယ်ဝင်နာအလုပ်ကနေအားလည်ရည်မှာတခုခုလှုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေ နောက်လုပ်ငန်းအသစ်တစ်ခုကိုဆက်လက်မြည်ဆန်းပြီးလုပ်ကြည့်နေတယ်ဆိုရဲမြည်ဆန်းခရမ်းပြိုးလုပ်မဲ့စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ်အသစ်အသစ်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေထားမျိုးတွေ့ရတယ်အဲ့တော့ကိုယ်အလုပ်ကိုတော့အသစ်ချင်းချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံတိုင်းပဲလုပ်တာနောက်ထပ်အသစ်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုယ်လုပ်တဲ့အလုပ် ိုယ့်ပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်။ဒါပေမဲ့ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေးပြောင်းသုံးလိုက်တာခန်းစည်းလိုက်ကလေးတွေလဲလိုက်တာကိုယ်မှာထားရတဲ့ဇပွဲကလထိုင် ခုံပြီးတော့လုပ်ငန်းမှာထားရတဲ့အထားအသို့တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလှုပ်ချင်းဖြစ်ကျွန်တော်တို့အပြောင်းအလဲဖြစ်သွားတာဟာဆိုင်ဒီဇိုင်းကပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသက်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံး နော်အဲ့ရခင်ချက်နောဒါရီယာစအချိန်ပို့ပြီးတော့အစ်စ်အစ်စ်ပုံစံဖြစ်လေလေကန့်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲခုခုအစ်စ်မလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာတွေနည်းနည်းလေးချိန်ပြီးတော့မှလောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်နော်ဒီလိုမျိုးလုပ်ပေးနိုင်တယ်ဆိုရင်တော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းလုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ် ဖြစ်တဲ့နှစ်လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ဖြစ်တဲ့အတွက်တင်းကလေးသားမီးတွေနဲ့စီးပွားရေးကအရန်အရန်ကြီးဆိုးနေတာမျိုးတော့မဟုတ်ဘူးတင်းလာသားမီးတွေတင်းလာသားမီးတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်အလုံးအတွက်တိဆောက်ခြင်းနဲ့လုပ်ငန်းဘိုင်းဆိုင်ရာဂိုထောင်နေဆိုင်ကိုင်းနေနော်အလုတ်ခန်းနေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ်အလုံးလုံးဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေကနေတစ်ဆင့်ကံကောင်းမှုတွေရနိုင်တယ် ဒါကြောင့်ကိုကလည်းသူများစီမှာငှားပြီးတော့ဖွင့်တာကြာပြီးငှားတဲ့လူကလည်းကြိုးကြောင်နဲ့เนาะတနှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီးရှိတဲ့ခြံကွက်လေးပါပဲကျမတို့ဆိုင်လေးစောက်လိုက်မယ်ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်เนาะအလုံးနဲ့ပတ်သက်ပြီးနေရာအချတာဆိုင်ပုံစံစတင်တိဆောက်တာเนาะကိုယ့်ရဲ့အိမ်ရှိလေးမှာပဲဆိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေ ဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုံမယ်အွန်လိုင်းမှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့စာငန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလွန်ပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုပ်ချင်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်တန်ဖြစ်မယ်ကြအခက်ခဲတွေအနှောက်အယှက်တွေအတားအဆီးတွေတိတ်မရှိဘဲနဲ့အစဉ်ပြေသွားနိုင်တာဖြစ်တဲ့အတွက် တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတကူတတိထားမှာ အပျော်မတ်လုံးတဲ့တင်းလာသားသမီးတွေရှိတယ်ဆိုတော့ဒီနှစ်မှာဘာစီးပွားမှာမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့အာသွားမယ်ငါတို့ခီးသွဲကြမယ်အာဘာသွားမယ်ကလပ်သွားမယ်ဟိဟိုဟာဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ခြင်းပါးခြင်းတာဖြစ်တယ်အေးဒီလောက်ကတော့နောက်နေမှလုပ်မယ်ဟောငါအပျော်နောက်လိုက်သွားအောင်မယ်နော် အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ရောက်လေအလုပ်ကိုထင်တယ်လို့ရှေ့မရောက်ပြီးမထိခိုက်တာတွေဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအပျော်နောက်ကိုလိုက်ရတာကနေ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။အဲ့တော့နံပါတ်၁တင်းလာသားမိတွေကအပျော်ပါရှောင်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတေးချတဲ့အဆောက်အဦတိဆောက်ခြင်းပိုင်းတွေမှာကောင်းတယ်။ရွယ်ချက်တွေဖျောက်တမ်းပြီးကိုလို့ချင်တာတွေရှော့ရှူဖြစ်ဖို့အလားလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးလည်းကူညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်။အားပြီးတော့အင်းကငါသားမိတွေကမနေ့ကကံညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းခြားကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်း ဟိုနလန်ထကာစလူမမာတယောက်လိုပဲကံကြမာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီတန်ဆွမ်းလာပြီဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဖြည်းဖြည်းဖြည်းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိဒီယာဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီး မျောလင်းချက်တွေအကောင့်ထဲပေါ်လာပြီးကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေတွေဝင်ငွေထွက်ငွေမျှတလာပြီး အလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လကောနော်လောက်ကနေအမြန်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလုတ်ကိုင်းနဲ့ပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာခုနတင်းလာရင်းနဲ့ဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့ဆိုင်လေးစောက်မယ်ကိုယ်အင်းစီဆိုင်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ သူကဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနေဆက်တွေမှာသွားပြီးဆိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်အဲကိုနေသားမြန်မာနိုင်ငံနိုင်ငံသားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံသားထွက်ချင်တယ်နိုင်ငံသားသွားချင်တယ်နိုင်ငံသားမှာသွားပြီးတော့ဆောင်ရရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လည်း ဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမီဒီယာပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ်။အားရလေးတွေချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်။အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူး။ကိုနဲ့တည်နေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူး။စီးပွားရေးရဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်။အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့။ဘာအွန်လိုင်းဆိုတာချင်းကောင်းရင်လှမ်းမာတာမဟုတ်ဘူးလေ။ဟိုအဝေးကြီးကလူကလှမ်းမာ နော်နေရလှမ်းမာကြတယ်အခြားမျိုးနေရလှမ်းမာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်္ဂါသားမီးတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနှစ်မှာပိုပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘူသားမီးတွေဗုဒ္ဓဘူသားမီးတွေတွင်လည်းဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးသတိထားရမယ့်အတိုင်းမှာကပ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီး ဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရင်ကြီးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအော်ပြီးတရားရဂိုင်တို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူးအဲဗုဒ္ဓဘူသားမီးတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရွက်မှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်အဲတော့တတိလေးနဲ့ရှင်ပြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ဗုဒ္ဓဘူသားမီးတွေကဒီနှစ်မှာရှိကြလေးတွေဆုံရှုံသွားနိုင်တယ်နော်အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလောက်ကမလဲပေါ့နော်ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြအဲ့တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူသားမီးတွေအနေနဲ့ကျွန်တော်တို့ နည်းနည်းလေးအားနေချက်အားတာချက်ဘာရှိလဲအားနေချက်ကတော့ဘယ်ဟာမှဘရင်အောင်ဖောင်ပြက်မလုံလိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒီအပိုင်းမှာအားနေပါတယ်စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုဘုရူသားကြီးကနည်းနည်းလေးသူများတွေတဲ့ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်သူများတွေနဲ့မတူဘဲနဲ့လွယ်လွင်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်။တော်ရုံဇွဲမရှိဘူး၊ဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနေ့ဗုဒ္ဓဘုရားသားသမီးတွေ၊ရာဟုသားသမီးတွေက အောင်မြင်ဖို့ခဲရင်ပါတယ်ရွေးရှိရမယ်စိတ်ရှိရမယ်နော်တခုခုဆိုရင်စောင့်ဆိုင်းဖို့လိုခဲ့တယ်အခက်ခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့အတာပြီးမှအခက်ခဲတွေကြုံပြီးမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေးလိမ့်မယ်ဒါကြောင့်အရှိမအတာအစီးတွေထက်ထက်ကြော်လွှားပြီးတော့မှလာဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဗို့ထူသားမိတွေကပြတာရေးသားမိတွေ အဓိကတစ်ချက်ကယင်းနှမြုံနံမှုမှားယွင်းခြင်းဆိုတဲ့အကံကိုကြာရေးသားမိတွေကပေးတယ်။နော်။အဲ့တော့မယင်းသိတဲ့နေရာမှာတွားယင်းမိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ခြေတွေစဉ်းစားပြီးမှတာယင်းနှမြုံနံပါ။နော်။အဲ့တော့ဘဲဟာကိုယင်းမှလည်းအထယ်တွေဝယ်လောင်ပါလား။စဘာတွေဝယ်လောင်ပါလား။ပဲတွေဝယ်လောင်ပါလား။ရွှေဝယ်စုပါလား။နိုင်ငံခြားငွေတွေကင်နာပါလား။နော်။အော်ဘဲအလုံးမှာတွားယူသူများမှာ share ရတွားထည့်ပါလား။ ဘာပဲဖြစ်ဖြစ်ယင်းဒီမုံမြုံနံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှတ်မအောင်ကျွန်တော်တို့ကဘတ်စုံတောက်စုံကြည့်ပြီးမှလှုပ်ဖို့လိုတယ်တန်းနိုင်ရင်တော့ယင်းဒီထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုကိုတိုင်ပါဝင်ပတ်သက်ပြီးတော့ကိုအလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းတာမျိုးဆိုရင်ပြဿနာမရှိပါနဲ့တနည်းအားဖြင့်ရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုး ကျွန်တော်ကတော့စိုးရင်ပါတယ်ထားပါကိုရောင်းလုံးသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေကကိုရောင်းလုံးသွားထည့်လှောင်လိုက်မယ်ဆိုရင်အဲဒီနှစ်မှာတိတ်ကြောက်ရတယ်အဲ့လိုမျိုးတွေအစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ်စူးစမ်းကျင်သေးရှိတယ်လှုပ်လှုပ်ချင်းရှိတယ်စီးပွားရေးမှာဖျောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးစူးစမ်းများအရာထင်တယ်เนาะအရင်တည်းက တော်တော်လည်းလည်းထထမြတ်မြတ်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေထားမျိုးဖြစ်တယ်လို့အတက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတွက်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပို့မှုအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကပဲဒီနှစ်ပိုင်းမှာဂျာရီသားမီးတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကဒီနေ့မှာ လေးနေတဲ့လူပြင်းနေတဲ့လူเนาะထားမလို့ချင်တဲ့လူငါပြင်းနေတာမွဲမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လေးအောင်ကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်กว่าသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးဘက်မှာကြာရေးသားမိရဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲယင်းနီးလာယင်းနီးမြုံလာလိုက်တာမျိုးကလွဲရင်အချို့နိုင်ငံသားရောက်နေတယ်။ဟောငါတဲမှာပတ်စံတော့3000လောက်ရှိတယ်။တကယ်ကြီးဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါ့ကို3900ပေးလိုက်ငါမှလည်း600လောက်ရှိရင်ငေါင်းနေရော1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လားအဲ့လိုမျိုးဆိုရင်သတိထားတော့မပါဘူးလေကိုကဒီမှာနိုင်ငံเจ้าမှာအလုပ်လုပ်နေတာကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့နော်ဒါလေးသတိထားပါနောက်ပြီးတောက်ကြသားမိတယ်တောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီဝိုင်းနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်အပိုင်း6ကိုရောက်လာပြီအဲ့တော့ခုနှစ်သားမိအားလုံးမှာတောက်ကြတွေကဒီနေ့စီဝိုင်းနဲ့ပတ်သက်ပြီးပုံမှုဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ် ဇီဝရေးအားကောင်းတယ်မှန်းနာရတဲ့အတိုင်းဖြစ်မယ်ထုံးပေါက်မယ်လုပ်ငန်းတွေပတ်သက်ပြီးစိတ်ရှည်တိခံရတဲ့အလုပ်တွေအကုန်လုံးပွန့်သွားမယ်ပိတ်နေတဲ့ကံတွေပွန့်သွားမယ်အာဒီလုပ်ငန်းတွေပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတဲ့အလုံးနဲ့ပတ်သက်ပြီးလှုပ်တာလုံနေရတဲ့ဟိုအီလေလေကြီးဖြစ်နေတဲ့ဆိုတဲ့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ဟုံးငနဲ့ထပြီးအောင်မြင်တယ်ဟိုလုံငနဲ့နှစ်နှစ်သုံးနှစ်ကရင်းနာတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်။ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီယာအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလာကစားရတဲ့မှာမှာစရင်ကန်ရတဲ့သူမျိုးဆိုရင်စင်းစရာမှားယွင်းကြောက်ယော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေအားစယုံလို့မရဘူးကိုယ့်ကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုယ့်ကိုလိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမနဲ့ထွက်ပြေးသွားတာကြားပူးလိမ့်မယ်ခဏခဏလည်းကြားနေရတယ်အဲ့ဒီကံမျိုးရှိပါတယ် ဒါကြောင့်လုပ်ငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွင် လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။တတိထားမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်ရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုယ်တိုင်ကားတွေကိုမောင်းပြီးတော့နော်အချိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းပြင်းမငြိမ်မတက်ဖြစ်နေတဲ့ နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတ်တာမျိုးတွေမှာတော့နည်းနည်းလေးဂယူဆိုင်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်။ဒါလေးသိဖို့လိုတယ်။စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုပါပေါ့180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်။ပုံမှန်ပဲမနေ့ကဒီပုံစံလားဒီနေ့လဲဒီပုံစံပဲတိုးတက်သွားလားအလောက်မဟုတ်ဘူးကျသွားလားအဲ့လိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ကိုစနေသားဝင်တွေက အတက်အကျမရှိတဲ့နှစ်လို့တော့ပြောလို့ရတယ်။ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး။အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမှာလဲမသိဘူး။အဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်။အဲ့တော့ဟိုတတိပေးစရာလေးတော့ရှိရဲ။ဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းသတိထား။ရေရနဲ့ကုန်ကူးရတာမျိုးကိုကတော့အရင်လုံးနေကြအလုပ်ဆိုတော့ပြဿနာမရှိဘူး။ရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့အဲ့ဒါတွေကိုကသိနေပြီ။ အခုမှအစပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေရနေတဲ့စင်ကုန်လန်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာရဲ့များလို့ရေလန်းနဲ့တစ်ချက်ကုန်တယ်မှာအဲ့ဒါမျိုးဆိုရင်တော့နည်းနည်းသတိထားအခုမှအစလုံးမလို့ရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူးเนาะဒါလေးကိုတော့သိစားစေချင်တယ်နောက်ပြီးတော့ကျွန်တော်သိထားရမယ့်ချက်ကပါတယ်ဆိုတော့ပတ်စံချင်းငားတဲ့စနေတိုင်းမြေဒီနှစ်မှာဆုံးတက်တယ်ငွေတို့ပေးစားရတယ်ဗောဗျာငွေတို့ပေးစားတာကိုစီးပွားရေးတစ်ခုလိုလုပ်နေတယ် အဲစုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်လှည့်ထုတ်ပြီးတော့လှုပ်လှုပ်ရှားနေတဲ့လူမျိုးတွေကျွန်တော်ဒီနှစ်မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာတော့ကျွန်တော်ပြောလို့ရေဝင်ကြီးပဲအရင်ကြီးကောင်းနေစိုးနေတာမှမဟုတ်ဘူးလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်ဗီဒီယိုကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမာနေမဲကြားလိုက်ပါမယ်အားလုံးမဲ2025389ဟာစလို့ဒီလေးလပိုင်းဟာစလို့ကံကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်တဲ့ရှင်တွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ